င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့အောက်တိုဘာ20ရက်နေ့အတွက်ဂျာမန်ပြောပြသွားမယ့်သတင်းတွေကတော့စစ်တပ်စစ်ကြောင်းကသခိုင်းတိုင်းခန်းဘတ်မြို့ကိုဦးတည်နေလို့ပြည်သူတွေတိမ်းရှောင်ကြဖို့သတိပေးတဲ့အကြောင်းဒဇယ်နယ်အရှိချမ်းမှာတိုက်ပွဲဖြစ်နေတဲ့အခြေအနေမန္တလေးမှာကြားဖြန့်တွေစီဘန်းစာအုပ်ရောင်းသူတွေအဖမ်းခံရတဲ့ဖြစ်စဉ်စစ်တပ်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့အာဆီယံနဲ့နိုင်ငံတကာကို HRW တိုက်တွန်းတဲ့သတင်းဒါရီကိုနားဆင်ရမှာဖြစ်ပါရရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းခန်းဘတ်မြို့စီဦးတီလာတဲ့စစ်တပ်စစ်ကြောင်းကကလေးတမူလန်းပေါ်က စော်ဘွားရေရှင်ရွာနာရောက်နေပါပြီ။ဒါကြောင့်မရှောင်ရသေးတဲ့ဒေသခံပြည်သူတွေအတွက်အန္တရာယ်များလို့အ мян တိန့်ဆောင်ကြဖို့စစ်ဆောင်အရေးကူညီနေသူတွေက ပြောပါရယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်300ကျော်၊ကတဲ့နယ်ပြည်သူစစ်တပ်ဖွဲ့ဝင်200ကျော်၊စုစုပေါင်းခန့်မှန်းအင်အား900ကျော်ပါဝင်တဲ့စစ်ကြောင်းကစော်ဘွားရေရှင်ရွာမှာရောက်နေပြီးရှေ့တိုးဖို့ပြင်နေတယ်လို့သတင်းရရှိပါရယ်။ ဒါကအိန္ဒိယနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ကလေးတမူလန်းကိုနယ်မြေစိုးမှုနိုင်ဖို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ခန်းပတ်မျိုးကိုတိုက်ခိုက်ဖို့စစ်ကောင်စီကြိုးပမ်းနေတာဖြစ်ပါတယ်။အဲ့ဒီစော်ဘွားရေရှင်ရွာကကလေးမျိုးနယ်ထဲမှာပါတဲ့တမူးမျိုးနယ်ဆက်ကရွာဖြစ်ပါတယ်။ပြီးတော့စစ်ကောင်စီစစ်ကြောင်းကအရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါရတယ်။အဲ့ဒီဒေသတွေကကံကြီးရွာနဲ့ခုံသာရွာကအရက်သားတွေဖမ်းဆီးခံရပြီးရှစ်ဦးတပ်ဖြတ်ခံလိုက်ရတယ်လို့ကလေးမျိုးကန်တအူးကပြောပြတာပါ။ အဲ့ဒီစစ်ကြောင်းကပြီးခဲ့တဲ့ဩဂတ်စ်လဆန်းကလေးကကလေးမျိုးနယ်မြောက်ပိုင်းမှာစစ်ကြောင်းထိုးနေကြတာဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့နဲ့နှိစက်သူတအူကပြောပါရယ်စစ်တပ်ကလေးကြောင်းလက်နက်ကြီးအင်အားသုံးပြီးပြစ်ခတ်နေလို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဆုတ်ခွာပေးလိုက်ရတဲ့အခါမြေပြင်ကနေရှေ့ကိုတိုးလာနေတာလို့လည်းသူကပြောပါရယ်မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူနှစ်လကျော်ကြာတဲ့အထိခုခံတိုက်ခိုက်ခဲ့ပေမဲ့စစ်တပ်ဘက်ကအင်အားနှစ်ဆကျော်တိုးပြီးစစ်ကြောင်းဝင်လာလို့ဆုတ်ခွာခဲ့ရကြောင်း ကာကွယ်ရေးရဲဘော်တို့ကလူမှုကွန်ရက်ပေါ်မှာရှင်းပြထားပါတယ်။လက်ရှိမှာကလေးတမူလန်သွာလာတာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။လုံခြုံရေးအခြေအနေအရကာကွယ်ရေးတပ်ဖွဲ့တွေထုတ်ပြန်ထားတဲ့သတိပေးချက်တွေကိုလိုက်နာကြဖို့တမူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းလေးကတိုက်တွန်းထားပါတယ်။ခန်းပန်းမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက2023နိုဝင်ဘာ9ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒီနေ့အထိထိန်းချုပ်ထားပါတယ်ရှင်။သခိုင်းတိုင်းဒဇယ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။အောက်တိုဘာ20ရက်မနက်ပိုင်းကဒဇယ်မျိုးရှိဘက်ချမ်းမှာစစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့မျိုးအရှိဘက်ချမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာကိုဒဇယ် PDF တာဝန်ရှိသူကလည်းအတည်ပြုပါတယ်။စစ်ကောင်စီတပ်ကကံပလူမျိုးနယ်ကနေဒဇယ်နယ်အရှိချမ်းကအက်တော်သဲကုံကျေးရွာတွေဘက်ကိုစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့လည်းဒေသခံတွေကပြောတာပါ။အဲ့တော့ကြေးရွာမှာပြီးခဲ့တဲ့တပတ်ကလေးကအင်အားဖြစ်နေပြီး ဒဇယ်ရေဦးပတ်ဆက်ထိုးမယ်လို့ယူဆရကြောင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အရင်ရှိပြီးသားအင်အားနဲ့ဆိုရင်စစ်ကောင်စီတပ်အင်အား250လောက်ရှိတယ်လို့သူကဆိုပါတယ်။အခုလဆန်းအောက်တိုဘာ၁ရက်နေ့ကတော့ဒဇယ်ရေဦးလမ်းပိုင်းစိုးမိုးရေးအတွက်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းမှာချင်းမြန်တက်ရင်ခမရ361နဲ့ပြူစောတိအင်အား200ဝန်းကျင်ပါတယ်လို့သိရတာပါ။ ဒါအပြင်ဒဇယ်မြို့နယ်ရဲ့အနောက်ချမ်းကန်ထူးမှကျေးရွာနားမှာလဲစစ်ကောင်စီတပ်ကဝေဟင်ကနေကင်းထောက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတချို့ကပြောပေမဲ့အဲ့ဒီအချက်လက်နဲ့ပတ်သက်လို့ People Spring ကတော့အတိမပြုနိုင်သေးပါဘူးရှင်။မန္တလေးမြို့စင်ကြေဘုံရက်ွက်တွေမှာကြားဖြန့်သမားတွေစီဗန်စာအုပ်ရောင်းချခဲ့သူတွေကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေတယ်လို့ဒေသခံတွေပြောပါတယ်။2024ခုနှစ်တုန်းကမန္တလေးမြို့စင်ကြေဘုံရက်ွက်တွေမှာလူတစုကရက်ွက်နေပြည်သူတွေကိုပို့မှတ်ပုံတင်တဲ့အတူဗန်မာငွေစုစာအုပ်လိုက်လုပေးရင် ငွေ2000ပေးမယ်ဆိုပြီးခေါ်ယူခဲ့တယ်လို့ဆိုပါတယ်။ဘန်းစာအုပ်တွေကိုတော့ငွေပေးတဲ့လူတွေကတင်ယူသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတည်းမန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကကြေးရွာတစ်ရွာမှာအဲ့ဒီလိုငွေရလို့ဘန်းစာအုပ်လိုက်လုပေးခဲ့တဲ့ပြည်သူတွေအများအပြားဖမ်းခံလိုက်ရကြောင်းဒေသခံတွေကပြောတာပါ။တရွာလုံး2000ရတော့လိုက်လုကြတာနောက်တော့ကြားဖြန့်တွေနဲ့ပတ်သက်လို့ဆိုပြီးအဲ့ဒီဘန်းစာအုပ်ပိုင်ရှင်တွေအကုန်ဖမ်းခံလိုက်ရတယ်လို့ဒေသခံမျိုးသမီးတအူးကပြောပါတယ်။ ဖမ်းခံရတဲ့ပြည်သူအရေးအတွက်ကိုတော့မသိရသေးပါဘူး။ကြားဖြန့်သမားတွေကမသိနားမလဲတဲ့ပြည်သူတွေရဲ့ဘဏ်စာအုပ်နဲ့ KP တွေထပ်ဖွင့်ပြီးငွေလိမ်တဲ့နေရာမှာသုံးခဲ့တာကြောင့်မူလအကောင့်ပိုင်ရှင်ပြည်သူတွေဒုက္ခရောက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာပြည်သူတွေကကိုယ်ဘဏ်အကောင့်ကိုသွားပိတ်ခဲ့ပေမဲ့ဘဏ်ကပိတ်မရတော့ဘူးပြောတဲ့အတွက်စိုးရိမ်နေရတယ်လို့ဒေသခံတွေကဆက်ပြောပါတယ်။လူမှုကွန်ရက်စာမျက်နှာပေါ်က group တွေမှာလည်း KP အကောင့်ရောင်းဝယ်နေကြတာတွေရှိနေတယ်လို့သတင်းရရှိပါတယ်ရှင်။ ရှေးတောင်အာရှနိုင်ငံများအစည်းအရုံး ASEAN နဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့အာဏာသိမ်းစစ်တပ်ကတစ်ဖက်သက်ခြေလှယ်ကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်ပေးဖို့လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။စစ်ကောင်စီကအပိုင်းလိုက်ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲတွေကိုဒီဇင်ဘာလကုန်ပိုင်းမှာစတင်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့နိုင်ငံတကာဒီမိုကရေစီရေးအင်အားစုတွေကတော့အတိုက်အခံအင်အားစုတွေကိုဖမ်းဆီးချုပ်နှောင်ထားပြီးတစ်ဖက်သက်ကျင်းပမယ်အဲ့ဒီရွေးကောက်ပွဲကစစ်မှန်မှုမရှိနိုင်ကြောင်းဝေဖန်ထားပါတယ်။ HRW ကတော့အခုလာတဲ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ့် ASEAN ထိပ်သီးညီလာခံနဲ့အရှေ့အာရှထိပ်သီးညီလာခံတွေအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေအပေါ်နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့အတိအလင်းစန့်ကျင်ရည်တည်ပြဖို့ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတိုက်တွန်းခဲ့တာဖြစ်ပါတယ်။နောက်ပြီး HRW ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုကြဖို့စစ်ဘိုလ်ချုပ်တွေကိုတန်တမာရေးအရာပုံမအဆက်အသွယ်ဖျက်တောက်ထားကြဖို့လည်းတောင်းဆိုခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့ကြမ်းတမ်းရက်စက်တဲ့လုပ်ရက်တွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းအာရှတိုက်ရဲ့အကြီးမားဆုံးလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေအစုလိုက်ရွှေ့ပြောင်းရမှုတွေကိုဖြစ်ပေါ်လာစေတယ်လို့ HRW ကပြောပါတယ်။ပြီးတော့ဇူလိုင်30ရက်တုန်းကရွေးကောက်ပွဲကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ထုတ်ပြန်တဲ့ဥပဒေထဲမှာရွေးကောက်ပွဲကိုနှောက်ယှက်သူဖျက်ဆီးသူဝေဖန်သူတွေကိုတေဒံအထိပြင်းထန်တဲ့စီရင်ချက်တွေချမှတ်နိုင်ကြောင်းမမျှမတသတ်မှတ်ထားတာကိုလည်း HRW ကမိမောင်းထိုးပြခဲ့ပါတယ်။ ဒီလိုမျိုးပြည်သူတွေအပေါ်ဖက်ဖက်ကဖိနှိပ်ထားပြီးကျင်းပမဲ့ရွေးကောက်ပွဲရဲ့တရားဝင်မှုကိုအာဆီယံကောင်ဆောင်တွေကချွေးငြက်မရှိညှဉ်းဆန်ဖို့လိုကြောင်းလဲ HRW ကတိုက်တွန်းသွားခဲ့ပါတယ်ရှင် People's Prayer ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်